ကျွန်တော်အမဲလေးမှာလိုက်တာပါအာနှစ်ခုပေါင်းလိုက်တော့ weight ကတော်တော်လေးရယ်ဗျာ iPhone ကလည်းတော့တူလေးနေရဆိုတော့ဒီကောင်ကြီးနဲ့ဆိုရင်တော့ weight ကတော့အရန်လေးရယ်ဒါပေမဲ့အာဒီလိုဒီလိုမျိုးလေးတောင်းလို့တော့ကောင်းတာပေါ့နော်အောက်ကနောက်ကပါဝါဘန့်ကိုပဲ grip ထားပြီးတော့အခုလိုမျိုးတောင်းမယ်ဆိုရင်တော့တောင်းလို့ကောင်းတယ်အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် delivery မှာထားတဲ့ပစ္စည်းလေးတစ်ခုကို unboxing လုပ်มาဖြစ်ပါတယ် အဲအဲ့ဒါဘာလဲဆိုတော့အဲကျွန်တော်ဒီရပိုင်း power bank လေးတစ်လုံးလိုချင်နေရတယ်ကျွန်တော် power bank တစ်ခုကိုကျွန်တော် research လုပ်တယ်ပေါ့နော်ဟိုဘယ် power bank တွေကတုံးလို့ကောင်းလဲစေးတန်လဲအဲပစ္စည်းကောင်းလဲ quality ကောင်းလဲစသဖြင့်ပေါ့နော်နောက်ဆုံးကျွန်တော် AI ကိုတော့ကျွန်တော်မေးပြီးတော့ဒါ research လုပ်ရတဲ့အထီးတို့ကျွန်တော်တေချာလေး share ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ ထိုင်းမှာဆိုရင်တော့လာဆာဒါမှာဟိုဒီ power bank เนี่ยတော့အများကြီးပဲပေါ့เนาะကျွန်တော်ရွေးစရာတွေလည်းအများကြီးဈေးသက်သာတာတွေရောဈေးကြီးတာတွေရောပြီးတော့ဒီကျွန်တော် function စုံတာတွေရောအများကြီးရှိရပေါ့เนาะဒါပေမဲ့တခုကျွန်တော်တို့စဉ်းစားရမှာ power bank ဆိုတာနည်းနည်းပိုပြီး sensitive ဖြစ်တယ်ခင်ဗျအပြက်လွယ်တယ် ဟီတက်တဲ့ကိုယ့်ရဲ့ဖုန်းကိုပါထိခိုက်မှုပေးနိုင်တယ်အဲ့တော့ကြောင့်မို့လို့ကျွန်တော်တို့ကပစ္စည်းကောင်းကောင်းဈေးကြီးကြီးကိုတုံးရမယ်လို့လည်းမဆိုလို့ဘူးအဲဒါပေမဲ့အဲပစ္စည်းကောင်းမှုလိုတယ် brand ကောင်းမှုလိုတယ် quality ကောင်းမှုလိုတယ်အရေးတွေးပိုင်းဆိုင်ရာ protection တွေပါဝင်တဲ့ဒါ brand တစ်ခုဒါပစ္စည်းတစ်ခုဖြစ်ဖို့လိုတယ်ပြီးရင်ဒါအပြုံမှာဈေးလည်းတက်တာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကတော့ဟိုဘာ brand ပစ္စည်းလေးမှားထားလဲဆိုတော့ကျွန်တော်ဒီ power bank မှာ Ukraine ထုတ်တယ်ကျွန်တော်ဒီ အာ max safe ပေါ့နော်ဒီအာကျွန်တော် iPhone နေမှာဆိုရင်လည်းနောက်ကနေပြီးတော့ကျွန်တော်တို့ဒီ power pack တစ်ခုအနေနဲ့သုံးလို့ရတဲ့အဲ power bank တစ်ခုကိုကျွန်တော်ဒီနေ့မှားထားရှိရပေါ့နော်အဲ့တော့သူကအခု Lazada မှာဒီ Ukraine ရဲ့ဒီ power bank လေးဝယ်တယ်ဆိုရင်အာကျွန်တော်လက်ဆောင်လေးပေးတယ်ပေါ့နော်လက်ဆောင်ကတော့ဘာပါလဲဆိုတော့ဒီ Ukraine ရဲ့5 watt adapter လေးဆိုတော့ဒီကောင်က ဖုန်းတွေပါချာချင်းတွင်းရင်တော့တော်တော်လေးနှေးလိမ့်မယ်5 watt ဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ အာတခြားတော့ကိုယ့်ရဲ့ accessory တွေမှာ twin ချင်နေဆိုရင်တော့လို့လို့ပို့ပို့တစ်ခုလောက်ရှိရင်တော့ကောင်းတာပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ဒီ Ugreen ကကြတော့အာတကယ်နမကြီး brand တွေမှာပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဟိုဒီအာ power bank တွေဘာတွေမှာဆိုရင်အာကောင်းတာကတော့ Anker ပေါ့နော် Anker ရဲ့ power bank ကတော့လုံးဝ quality မှာ top notch လုံးဝ top 1လို့တော့ပြောလို့ရတယ်ဈေးကလည်းတော်တော်ကြီးရယ်ပေါ့ power bank တစ်ခုကို အဲတတောင်း MB ဆိုရင်တော့2000ကျော်ကျော်လောက်ရှိရပေါ့နော်ဘတ်2000ကျော်ဆိုမြန်မာငွေအားဖြင့်ဆို3သိန်းကျော်ကျော်လောက်ရှိရဆိုတော့အဲ့လောက်ကြီးကြောက်ရလဲကျွန်တော်တို့က3ဟာအဆင်မပြေဘူးပေါ့နော်ဒါဆိုတော့ budget အရဆိုရင်တော့ဈေးကြီးရတယ်မှာပါတယ်အဲ့တော့ဒီကောင်လေးကကြတော့ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်မှားလိုက်တာတော့တောင်း MB ရာအာပြီးတော့ကြတော့ max 8ဒါပေမဲ့တော့ဒီ chi 2တော့မဟုတ်ဘူးအာဒီ yoyo max 8ပေါ့နော်ဒါဆိုတော့နောက်ပိုင်းမှာဒီ max 8 system တွေမှာ chi 2 system ပါတယ် ဟာရရှိရပေါ့ဂျီတူကကြတော့သူကဒီ magnetic ဆွဲကကောင်းတယ်ပြောင်းနောက်တစ်ခုကဒီအားသွင်းတဲ့ခါမှာ wireless အားသွင်းရင်သူက15 watt အပြည့်ရတယ်ပေါ့နော်အဲဒါပေမဲ့အဲ့ကောင်တွေကကြတော့တကယ်နမကြီး brand တွေမှာဆိုရင်တော့ယုံယုံကြည်ကြည်နဲ့ဝယ်လို့ရပေမဲ့တခြားသော brand တွေဆိုရင်တော့အရင်အမှတ်ခံချက်မကောင်းဘူးပေါ့နော်ဘာလို့ဆိုတော့ အရန်အတွင်းမြန်နာတို့ဘာလို့ဆိုရင်ဟိရန်တက်တယ်ပြီးတော့ကကိုယ့်ရဲ့ဘုံမှာထိခိုင်းတယ်အဲ့တော့ကြောင့်မလို့အာခြေတူးတွေဘာတွေမလို့ဒီကောင်ဆိုရင်တော့ तू ကအဲကျိုးနဲ့အတွင်းမယ်ဆိုရင်20ဝက်ရတယ်တကယ်လို့ wirelessly အတွင်းမယ်ဆိုရင်တော့7.5ဝါလောက်တော့ရမယ်ပေါ့နော်ဆိုတော့ဒါတော့အဆင်ပြေပါတယ်ကျွန်တော်ဒီတဲသွားတဲ့လားလဲကောင်းတယ်ဒီနောက်တစ်ခုကဒီဝက်အားဖြင့်လဲအရင်ကြီးမများတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဖုန်းအတွက်လဲ save ဖြစ်တယ်ဆိုတော့အဲ့တော့ကျွန်တော်ဒါလေးကို unboxing လုပ်ကြည့်လိုက်မယ် ော့ဒီအပေါ်မှာကတော့ပါဝါဘန်ပါတယ်ဒါပါဝါဘန်နောက်မှကြည့်မယ်ပေါ့နော်ဆိုတော့ဒီကောင်လေးတွေကတော့မန်နျူရယ်ဘုတ်လေးတွေမန်နျူရယ်ဘုတ်လေးပါပါရာတဲ့ဆိုတော့ English နဲ့ပါအော်မဘာသာဆုံးပါတယ် English ပါတယ်အဲ့လိုမျိုးတရုတ်တို့ပါလို့လည်းကုန်ပါတယ်ဒါရီရတော့ဖတ်တော့ပါဒါက help guide ပေါ့နော် help guide ဒါပါလို့မြင်တယ် ဒါလည်းမင်းကြီးပဲပေါ့အများလိုက်ပြီအာဘာလဲမသိဘူးဟမ်ဟာလေပြီးရင်ဒီမှာကျိုးလေးပါတယ်ကျိုးလေးပါဒါယူကရိန်းရဲ့ကျိုးပဲပေါ့နော် type c2c ကျိုးပိုပါတယ်ဆိုတော့အဲကျိုးနဲ့အားသွင်းမယ်ဆိုရင်လည်း အဓိကတော့ကောင်းတာကတော့ကျိုးနဲ့အာတွင်တာတော့ပိုကောင်းတယ်ခင်ဗျဟိုအရေးပေါ်ကိုကအဲ့လိုမျိုးဟိုကျိုးကြီးတကားကနဲ့မလုတ်ချင်မတာလေး wireless တုံးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဟိုအချိန်တော်တော်များများမှကျိုးနဲ့အာတွင်တာတော့ပိုကောင်းတယ်ဘာဖြစ်ဆိုတော့အပူအပူလဲတက်တာသလိုဖုန်းလည်းမထိခိုက်ဘူးအာတွင်လည်းမြန်တယ်ဒါပေမဲ့တချို့တော့အရေးပေါ်အချိန်လေးဒီမှာကိုကကျိုးကြီးကားကနဲ့မလုတ်ချင်ဘူးဖက်နဲ့မြန်မြန်ကတ်ပြီးတော့အာတွင်ချင်တယ်ဆိုရင်တော့ဒါလေးကောင်းတယ်ပေါ့နော်โอเคဆော့ ဆိုင်လေးအဝေးဝေးကတော့နည်းနည်းရှိတယ်ဆိုအမဲလေးမာလိုက်တာပါအဲလေးဆိုဒီမှာဆိုရင် wireless အာ magnet ဒီမှာဆို wireless magnet ဒီ line တွေဖြည့်ရပါတော့တန်လိုက် line တွေပြီးတော့ဒီအနောက်မှာတော့ဘာမှမပါဘူး ပါပဲပဲတချို့ဆိုဒီနားလေးမှာစတန်လေးပါတယ်ဗောနော်ဒီမှာဘာမှမပါဆိုတော့စိုးအောင်တဝါစာဗောနော်ကျွန်တော်စမ်းကက်ပြကျွန်တော်ရဲ့ဟာဗော iPhone မှာတန်လိုက်ဒီကာဗာမပါပဲကက်တဲ့တန်လိုက်အရင်ကက်ပြမယ်ဗောနော်အာ โอเคอะอะกาวตังแล้วอะแล้วตลอดกาวตลอดซวยเลยเนาะตังแล้วตังแล้วอะแล้วตลอดกาวเลยอืมโอเคဆိုတော့ဒီလိုမျိုးလေးတုံးပါเนาะဒါမျိုးလေးတုံးလို့ရတယ်ရေးပေါ်ချင်းโอเคဒါဆိုရင်ကျွန်တော်အာဒီ ကာဘာလေးနဲ့တစ်ချက်ထပ်တက်ပြမယ်ဗကာဘာကတော့ဟိုမဂနက်တစ်ပါတဲ့ကာဘာဖြစ်နေလို့လည်းပါတယ်တချို့ကာဘာတွေကတော့အဲ့လိုမပါဘူးဆိုရင်တော့ strong အရင်ဖြစ်ချင်မှဖြစ်မယ်အဲ့တော့ကိုကကာဘာနဲ့တက်ချင်တယ်ဆိုရင်တော့ကာဘာမှာလည်းအခုလိုမျိုး magnetic cycle ပါတဲ့ကာဘာမျိုးကပ်ပေါ့နော်အဲအဲ့ဒါနဲ့ဆိုရင်တော့အရင် strong ဖြစ်တယ် okay ဆိုတော့အာနှစ်ခုပေါင်းလိုက်တော့ weight ကတော်တော်လေးရယ်ဗျာ iPhone ကလည်းတော့တူလေးနေရဆိုတော့ဒီကောင်ကြီးနဲ့ဆိုရင်တော့ weight ကတော့အရင်လေးရဲ့ဒါပေမဲ့အင်းဒီလိုဒီလိုမျိုးလေးတုံးလို့တော့ကောင်းတယ်ဗောနောက်ကနောက်ပါ power bank ကိုပဲ grip ထားပြီးတော့အခုလိုမျိုးတုံးမယ်ဆိုရင်တော့တုံးလို့ကောင်းတယ်โอเคဆိုတော့ဒီကောင်ကကြတော့သူ့မှာကအဲ display တွေပဲဘာမှမပါဘူးသူကဒီအောက်မှာ အာ indicator လေးပါတယ်ဗောနော်ဒီ indicator လေးမှာအားဘလောက်ရှိလဲဆိုတာကိုသူကပြပေးတယ်ခလုတ်လေးနှိမ့်လိုက်ရအောင်ဟုတ်ပါတော့အားဘလောက်ရှိလဲဆိုတာသူကပြပေးရဗောနော်ဆိုတော့ဒီမှာကအားအပြည့်ဆိုရင်တော့၄၃လုံးပုံမယ်အဲအားမရှိဘူးဆိုရင်တော့သူက၂တုံးအခုကတော့၂တုံးပဲရှိတယ်၄တုံးမပြည့်ဘူးဗောနော်အဲပြီးတော့လို့ရှိရင်အားရပါပြန်သွင်းနေဆိုရင်ဒီဘက်တောင်းအနေပြီးတော့မီလေးလင်းနေလိမ့်မယ် ဲဒါပဲပေါ့နော်အဓိကတော့ lighting indicator လေးနဲ့ပဲဒီ power bank ကိုပြပေးရအောင်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတော့ function တွေအရင်များရင်အပြက်လွယ်တယ်။အဲအဲ့တော့ဒီလိုမျိုး display ကြီးပါတာတို့အာဟိုလိုမျိုးကြီးပြတာတို့တချို့ဆိုရင်လို fan ကြီးထည့်ပြီးအဲ့ဒါကြီးကအဲ့ power bank ပဲလေဟုတ်တယ်မလား power bank အဓိက power bank ကကောင်း power bank ကောင်းကောင်းတလုံးဆိုတာအာတွင်းမြင်ရမယ်ဟီမတက်အူရရှိရှိခံရမယ်အဲဒါဒါဒါမျိုးပေါ့နော်ဆိုတော့ โอเคဒါလေးကတော့ကျွန်တော်ဖုန်းကလည်း battery ဟိုကနည်းနေပြီဆိုတော့နောက်ဆိုဒါလေးနဲ့ပဲတော့အောင်ပေါ့နော်โอเคသူ့ရဲ့ဒီလောက်ထားတဲ့ material ကကြာကြာတော့ဒီအနောက်ကဟို plastic ပဲပေါ့နော်ဒီ plastic ပြီးတော့နောက်တစ်ခုကဒီအထဲကကြာတော့ဖုန်းနဲ့ကက်တဲ့နေရာလေးကကြာသူကဒီ soft soft touch လေးလောက်ထားတာပေါ့နော် soft touch ဆိုတော့ဟိုဖုန်းတွေဘာတွေလဲမနာဘူးအသားလေးကလည်းအာတော်တော်လေး ပို့လို့ကောင်းတယ်သူက mat လို့လို့ soft touch လို့လို့ဆိုတော့ဒီအသားလေးကတော့ဂရီပါသားလားမဟုတ်ဘူးဂရီပါသားလည်းမဟုတ်ဘူးပို့လို့ကောင်းတယ် okay အဲဒါပြီးပြီဆိုရင်လည်းလက်ဆောင်ရတဲ့ဟာလေးလည်းဖောက်ကြည့်မယ်ပေါ့နော်လက်ဆောင်ပေးပြီမယ်လေသူတို့ဘယ်လောက်ကောင်းကောင်းပေးနိုင်မလဲပေါ့နော် 5 watt ဆိုတော့နည်းတော့နည်းတယ်။သူကအမှန်တကယ်ကတော့50 watt လောက်တော့ပေးတင်တယ်ဟုတ်50 watt လောက်ဆိုရင်ဆိုတော့5 watt ကတော့အမှန်တကယ်ဘာမှထူးထူးသုံးလို့တော့မရတော့ဘူး။တေးတေးချစ်စရာလေးတတိလေးကောလနီရောကောင်းတယ်ဒါပေမဲ့အဲ့လိုဟိုတဲရတာနည်းနည်း ဲ့လိုပေါ့နော်ဟိုတိတိကွကွလေးတည်ကျင်းနေပြီးရင်တော့ဒါပေမဲ့သူအဲ့လိုတေးတာတေးတာဟိုအာတွင်းအဲဒီဝက်နေတာနေတာဒါပေမဲ့သူ့ရဲ့လှုပ်ထားတဲ့ quality ကတော့ကောင်းတယ် quality လေးရအောင်ဆိုတော့တိတိကွကွလေး okay อืมဒါပါပဲသူကတော့မအောင်ပါဘူးပြောပြောဖို့မင်းเนี่ยဒီ power bank ရဲ့ဈေးပေါ့เนาะ အဲဒီပါဝါဘန်ကကြောင့်လက်ရှိကျွန်တော်လက်စတာမှာခဲ့တာတော့အဲဘတ်669နဲ့ရတယ်အဓိကတော့ဒီ Lazada မှာရှိရဲ့ဒီ promotion code လေးဘာညာတရကားလေးနည်းနည်းထည့်လိုက်လို့ပေါ့နော်ပုံမှန်ဆိုရင်တော့ तू က900ကျော်ကျော်လောက်ရှိမယ်ထင်တယ်အဲလောလောဆယ်ကျွန်တော်ကတော့600ကျော်ကျော်နဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်8000ကျော်လေးပေါ့နော်8000ကျော်ကျော်9000နီးပါးပေါ့9000တော့မရောက်တော့8000ကျော်ကျော်อืม8000ကျော်ကျော်လောက်နဲ့ အာဒီလို quality ကောင်းတဲ့ power bank မျိုးရတယ်ပေါ့နော်အဲ့တော့ဟိုတချို့တော့ဟိုတိတ်ပြီးတော့မတိရဲ့ brand တွေဆိုရင်တော့အရင်ကြီးမဝယ်ဘူးတော့ပြောချင်တယ်ပေါ့နော်ဒီလိုမျိုး Ukraine ရှိမယ်နောက်တစ်ခါကျ Anchor ရှိမယ်နောက်ဒီ Remax တို့ဘာလို့လဲကောင်းမယ်ထင်တယ် Remax တို့ဘာလို့လဲရှိမယ်ပေါ့နော်ဆိုတော့ကျန်တဲ့တခြား brand တွေကတော့အရင်ကြီး recommend မပေးရဘူးပေါ့နော်ဆိုတော့ဒါမျိုးတွေကတော့ဟိုတချို့ရေရှည်သုံးနေတဲ့လူတွေရဲ့ feedback လည်းကောင်းတယ်အဲ့ဒါကြောင့်မို့လို့ဒါလေးတွေလည်း 동작아 죄송해요 이때 말해